ကဲငယ်ချင်းအားလုံးမင်္ဂလာပါဗျာကျွန်တော်20ချိန်အတွက်ကနေတခုပြမယ် site ဒီမကြည့်ချင်ဘူးဆိုကနေမကြည့်ချင်တော့ဒီမှာ9 10ရေးပြတာခါလေးခါလေးဝါလုံးလို့ရရင်တော့မကြည့်ချင်တဲ့လူကတော့ဟုတ်ပြီကျွန်တော်ပြမယ်သူက20ချိန်မှာတင်းနောက်ပိတ်ရမယ်20ချိန်နော်20ချိန်မှာတင်းနောက်ပိတ်နောက်ထောင်3လုံးကဒီမှာလဲတင်းနောက်ပိတ်20ချိန်မှာတင်းနောက်ပိတ်ပဲနော်နောက်ထောင်3လုံးက9ဖြစ်ရမယ်ဒီမှာတင်းနောက်ပိတ်တယ် နောက်ထောင်သုံးလုံးကငါးမဖြစ်ဘူးတဲ့အဲ့ဒါဒီမှာတင်နောက်ဘေးနောက်ထောင်သုံးလုံးကကလန်နဲ့တပြန်တော့မှဒီသုံးခုပဲရှိရနော်တကယ်တင်တော့ရေအဲ့တင်နောက်ဘေးနောက်ထောင်သုံးလုံးကအဲ့ကြတော့ငါးတစ်တွေငါးတစ်တွေအဲ့ငါးတစ်ဆိုကနေနောက်နေ့မှတွဲလိုက်စင်ရမယ်တဲ့ငါးတစ်ဒီမှာနောက်တကယ်တင်ငါးတစ်ငါးတစ်ဆိုကနေတော့တွဲလိုက်စင်တယ်ဒီမှာလည်းတစ်ထောင်ဘေးနောက်ထောင်သုံးလုံးကနောက်နေ့မှငါးတစ်ဆိုကနေလေးကတွဲလိုက်စင်ရမယ်ထဲဒီမပြအောင်နော်ကြားနေမှာငါးတစ်တွေနော်ဒီမှာလည်းတင်နောက်ဘေးတဲ့နောက်ထောင်သုံးလုံးကတဲ့ဒီနေ့မှဆိုရင် 26နောက်25မှာဆို9တင့်တွေလုံးမလိုက်မလားဒီနော်တကယ်ကြီးတော့ကြတော့ဒီကကျန်တဲ့၄ချိန်မှာဒီအနေ3 4ချိန်မှာ9တက်က8 9တက်9ထိပ်9ထိပ်ခါတက်အပိတ်ကတော့10ခွက်စီးတိဆွဲလိုက်ပါနော်ဟုတ်ပြီကျွန်တော်ကတော့ချုပ်ထားတယ်ချုပ်ပြီးတော့ကျွန်တော်ဒီချိန်လေးမှာဖတ်ထားတာပါနော်အဲကြောင့်9တက်ဆိုတော့ကျွန်တော်ကျွန်တော်တို့ကလည်း9တက်သူကကြာတာ22ချိန်မှာကြာတာဟုတ်ပါ sorry 22ချိန်မှာတင်တော့ပြီးတော့2 2ထိပ်တင်နေရင်စာမယ် သူကဘယ်ချိန်မှကြောင့်နှစ်ထိပ်လေးပေးမှကြာနှစ်ထိပ်လေးပေးမှကြာမယ်နဲ့ငါတက်နှစ်ထိပ်လေးပေးမှကြာတယ်ဒီမှာလဲနဲ့ကျွန်မတက်20ချိန်ရဲ့နှစ်ထိပ်လေးပေးမှကြာနှစ်ထိပ်လေးပေးတဲ့ငါတက်ခွင့်မှာနှစ်ထိပ်လေးပေး20ချိန်ဆိုတော့နှစ်ထိပ်လေးပေါ့နော်နှစ်ထိပ်လေးပေးအဲကြတော့ဒီမှာလဲ20ချိန်မှာနှစ်ထိပ်ဆိုတော့နှစ်ထိပ်ကဒီဘက် sorry ဒီမှာလေးဆိုရင်နှစ်ထိပ်ကကြာနှစ်ထိပ်ကမရှိခဲ့ဘူးပြောပါတော့နှစ်ထိပ်ရှိတယ်ဒီမှာတစ်ချိန်ပဲရှိတယ်နှစ်ထိပ်လေးပေးမှကြာမယ် ညာနှစ်ထိပ်လေးရဲ့ဘေးမှာကြရမယ်နှစ်ပါဝါနှစ်ထိပ်လေးရဲ့ဘေးမှာလည်းဖြည့်ရမယ်နှစ်ပါဝါခွန်ဝါနဲ့ထောက်ရမယ်ဒီမှာလေးဘေးရဲ့နှစ်ခါရဲ့တစ်ဘေးရဲ့လေးနှစ်တစ်ဆိုခွန်ခွန်နဲ့နှစ်ပါဝါခွန်နဲ့နှစ်နှစ်ထိပ်နှစ်ထိပ်ဖြည့်ရမယ်နှစ်ပါဝါခွန်နဲ့ပြန်ထောက်ပြရမယ်အဲ့ရဘေးဒီမှာလည်း၅တစ်ခွန် sorry ၅တစ်ခွန်နော်အဲ့ဒီမှာနှစ်ထိပ်ရဲ့ဘေးရတယ်ငါနှစ်ပါပါခွန်လေးပြန်တော့ငါငါခွန်ဆိုတော့ခွန်ပြန်ထောက်တယ်အဲ့အဲ့ဒီမှာကြားတယ် ီမှာလည်းတကယ်ချင်းတို့ဒီမှာနှစ်နှစ်ထိပ်ပြီးဘေးဒီရေဖက်ပါလိုက်တာเนาะကျတော့အဲကျတော့တစ်ဘိတ်နှစ်ခါ၄ဘိတ်ဆိုတော့တစ်နှစ်၄ဆိုခွန်းနှစ်ပါပါခွန်းရဲ့ဘေးကိုကျွန်တော်ဖန်လိုက်တယ်ကျွန်တော်ငါးတစ်တော့ခဏပါလို့ထုတ်လိုက်တာတော့ဆိုတော့အဲနှစ်ပြီးတော့တစ်လေးလုံးမလုပ်မယ်ကျွန်တော်တို့ကလက်ဆက်တစ်ချိန်ဆိုနှစ်ပြီးတော့တစ်လေးလုံးမယ်ဒီတစ်လေးနဲ့ဒီကုလေးနဲ့ပေါင်းလိုက်ရင်၃ရပါတဲ့နင်းနဲ့တင်းနဲ့ပေါင်းရင်၃ကြတော့၅၁၀ပေါ့ဗျာ၅၁၀ဆိုကြတဲ့နောက်နှစ်မှာအဲနှစ်ထိပ်လေးရဲ့ဘေးမှာလိုက်ထွက်ပြီးတယ် အဲ့ဒါဒီမှာလည်းတိပ္ပစာ16ဆိုတဲ့ကဏ္ဍလေးရဆော်ရီနေပြီးတက်လို့တော့16ဆိုတော့ခွန်ဆိုတော့9 1ခွန်ဆိုတဲ့ကဏ္ဍလေးရနှစ်ထည့်ရဲ့ပေးလေးမှာကြာပြီရမယ်နော်9 1ခွန်အဲ့ကြတော့ကျွန်တော်ကဒီမှာကျတော့နှစ်နဲ့တင်တဲ့ပေါ့ sorry တင်တော့ပြီဆိုနှစ်တင်တဲ့မှာနှစ်နဲ့တင်တော့မှာတော့3ဆိုတော့9 1 3ဆိုတဲ့ကဏ္ဍလေးပေါ့ဒီချိန်သေးဟုတ်ပြီအဲ့လိုကြာတော့မယ်ဆိုရင်ဆိုဘယ်လိုလေ့ကျင့်လာရတော့ဆိုတော့ကျွန်တော်က90เนาะကျတော့ဒီ3လုံးပေါင်းရင်ထိတ်လေးရခါလေးရနောက်ပေးလေးရပေါင်းရင်က3ပါတဲ့ ဆိုရင်၄ပါတယ်6တိခွန်ဆိုတော့၄ဒီသုံးလုံးက၄ဖြစ်တယ်လို့ဒီထိတ်နောက်ပိတ်လေးနဲ့ခါးလေးနဲ့ထိတ်လေးကလည်းပြန်၄ပြရမှာပဲနေ့တိသုံးကလည်း၄ဖြစ်ရမယ်တော့ငွေကြီးတော့၄เนาะဒီတိုင်းလေးက၄ဆိုရင်ဒီတိုင်းလေးကလည်း၄ဒီတိုင်းလေးက5ဆိုရင်ဒီတိုင်းလေးကလည်း5ပြန်ဖြစ်ရမှာပေါ့เนาะအဲဒီမှာ၄ရပြီเนาะ၄ရအော်၄ပြရတယ်တန်ကြတာ5တက်ဆဲဆိုကလည်း၄ရအဲကြဒီမှာ5တိခွန်5တိခွန်ဆိုမကြဘူးနေမှာ ကူထိရဲ့ကူကူထိရဲ့6ခါရဲ့တရဲ့ကူ6တိဆိုတော့6ပါတဲ့အဲ့တော့ဒီမှာလဲ2 8 6ဆိုတော့လဲ6ပါတဲ့6ဖြစ်တယ်နော်2 8 sorry 2 6 8ဆိုတော့6ကူ3 6ဆိုတော့လဲ6ပါပဲတဲ့ပေါင်းလိုက်တော့4ရဲ့6ရဲ့ဖြစ်ပါတယ်10ဖြစ်ပါတယ်နော်အဲ့ကြတော့ကျွန်တော်6ထိရဲ့9ခါရဲ့10ပိရဲ့6 9 10ဆိုတော့ 6953နဲ့ဒီတိုင်း3ဆိုဒီတိုင်းကလည်းပြန်သုံးပြန်မှာ6ပိတ်ရယ်ကုခရယ်8ထိတယ်8 6ကလည်း3ပါတဲ့နော်ရှင်းလာပြန်ပြန်ပြောမယ်နော်6ထိရယ်1ခါရယ်9ပိတ်ရယ်4ဆိုရင်2ထိရယ်ဆိုရင်2ပိတ်ရယ်1ခါရယ်1ပိတ်ရယ်4ပြန်ဖြည့်ရမယ်နော်4ပြန်ဖြည့်ရမယ်ဒီမှာလည်းဒီပဲအတူတူပဲ9ထိရယ်6ခါရယ်1ပိတ်ရယ်ဆို6ဆိုရင် နှစ်6ရှစ်လကလေး6ပြင်ဖြစ်ရမယ်နော်ဒါဒီမှာလေ6ထိပ်ရယ်9ခါရယ်10နောက်ပိတ်ရယ်6 9က9 9 8က3ဆိုဒီ3ဘုံကလည်းဒီ3ဘုံကလည်း3ဆိုရမယ်3ဆိုပဲဖြည့်ရမယ်အဲ့ကြတော့ကျွန်တော်တို့ပထမအပြည့်က4ရဲ့6ရဲ့3ရဲ့4ရဲ့6ရဲ့3ရဲ့ပေါ့ရင်20နဲ့3နဲ့ 2023ဖြစ်တာကျွန်တော်တို့ကတင်းနောက်ပိတ်ငါ sorry 21ချိန်ပါဆိုတော့နှစ်တစ်ပေါင်းချင်းကလည်း3ပါတဲ့20 3ပါတဲ့3နှစ်နဲ့တင်းနောက်ပေါင်းနဲ့လည်း3ဒီမှာလည်းဒီ3လုံးပေါင်းချင်းကလည်း3ဖြစ်တာပဲအဲ့ဒါ3ကကုန်ကြိုက်တယ်နော်နှစ်တစ်3ဆိုတော့ညဒီကနေ့နေ့မှာ9တစ်3လို့ကျွန်တော်ပြစ်လိုက်တယ်ဘယ်လိုရမ်းမဲဆိုဘယ်လိုဒီချိန်မှမကြခဲ့တယ်ဒီ channel 3 channel 3ချိန်လေးပေါ့နော်နောက်ထပ်အားလုံးဒီချိန်မှပါမယ်4ချိန်ဘာတစ်လေးကို series ဆွတ်တင်ပါတယ်ဒါကြောင့်ထပ်ချုပ်ပေးမယ် များကြီးမထိုးချင်ဘူးဆိုရင်နော်အဲဒါဒီမှာ5 10 50ကျတယ်ဒီနှလုံးပေါင်းကြီးကခွန်နဲ့နော်နေတော့5 10ခွန်နဲ့ဒီနှလုံးပေါင်းကြီးက shit ဒီနှလုံးပေါင်းကြီးက9ဆိုရင်5 10နော်နေနော်5 10အဲ့တော့ကျွန်တော်ဒီကောင်းလေးလေးယူပြီးပြီးတော့ဒီမှာ5 10ကနှစ်လွဲကြခဲ့တာကို5 10တယ်5 10တယ်နှလုံးပေါင်းကြီးက shit နော်နေနော်နှလုံးပေါင်းကြီးကလည်း shit ဒီလုံးပေါင်းကြီးကလည်း၈ဆိုရင်90ဟုတ်တယ်မလားဟုတ်တယ်နော်ငယ်ငယ်မှရေလုံးမှာစိတ်မချဘူးထင်လို့ရှိရင်ငါးငါးတွေရငါးတစ်တွေဒီပါစီးစုံဆွဲစီးဒီနောက်ကငါးတစ်ငါးထိတ်တစ်ခါနဲ့စီးစီးဆယ်ခွဲဆိုတင်ပါတယ်နော်ငယ်ငယ်တို့နောက်ကျတော့ဘာလုပ်လို့လဲဒီချိန်မှာထိုးတင်နေဆိုဘာလို့ထိုးခိုင်းတာလဲဒီမှာကြည့်ပြောပြမယ်အဲ့ဒီမှာသူငါးတွေငါးတစ်တင်းနောက်ပိငါးတစ်ထောင်းတစ်ထိတ်ငါးနောက်တောင်းတုံးလုံးငါးဆိုငါးတွေဘယ်လိုလုပ်ငန်းလုပ်လို့ဆိုတော့ဒီမှာကြည့် ဆက်ရှင်နေကိုရအောင်မသူကဆက်ရှင်နေမှာဆိုရင်တစ်လုံးနှစ်လုံးသုံးလုံးလေးလုံး၅လုံး၅လုံး၆လုံးခုနှစ်လုံး၈လုံး၉လုံးဒီလုံးငယ်လုပ်တယ်နော်၅ဒီအဲဒီကောင်မဆက်လက်ကြည့်ဟာငါတစ်ကိုစသားလေးကွာလားအသုံးငါးသုံးခုငါငါတစ်လုံးနှစ်လုံးသုံးလုံးလေးလုံး၅လုံး၆လုံး9လုံး10လုံး 9လုံး10လုံးခုန9လုံး10လုံးအဲ့လိုစီနီယာလိုက်တော့မယ်ဆက်တလုံးဖြစ်ရပါဒီနေ့ကဒီမှာကြည့်လုံးမကြသေးဘူးဒီမှာတလုံးနှလုံး3လုံး4လုံး5လုံး5လုံးမကျင်သေးဘူးပြောမယ်စင်သူဆက်တလုံးသွားမယ်ဆိုရင်နောက်လည်း6လုံးကျင်သေးတယ်ချောင်းတော့ဒီတည်းမှာဒီလေးချိန်မှာအောဝတ်ထွန်းမဆိုငါမှပါပဲလုံးဝမထွက်သွင်းဘူးเนาะကျွန်တော်ရင်တစ်ဖက်ရင်ပထမဖိုင်နဲ့တင်းပြီเนาะပထမဖိုင်ဆိုရင်ကျွန်တော် ပါလီလို့ဆိုတော့ငါးငါးသုံးပတ်လည်လေးထူခိုင်းတာနော်တကယ်လို့ခုလဲ27ကျေငါးတစ်တွေနောက်မိန်းကတော့ငါးတစ်သုံးပေါ့နော်မိန်းတကယ်တော့မဆေးမချအောင်ဆိုရင်ငါးတစ်နောက်ကိုစီး30ကိုစီး30နော်တကယ်လို့27ကျေမိန်းကတော့ငါးတစ်သုံး ဲ့မှာစေးအဲ့မှာမစေးပြချောက်ဆိုရင်9တတွဲ9တ9ဒိတ်1ခါလောက်စီးနောက်10လုံးစီးခွဲ့နောက်10လုံးစီးစီးဆွဲလိုက်တာပိုစိတ်ချရတယ်ဒီချိန်မှမထွက်ကြတဲ့နှစ်တနှစ်တနှစ်နှစ်နှစ်သုံးနှစ်လေးတထောင်မိုးထိုးမယ်တော့မဆိုရင်တော့မလေးတောင်းမယ်ကုန်ပါလေးတောင်းနဲ့အစတည်းမတူကြအောင်တစ်ဖက်မှာ9စတစ်ဖက်မှာ9ခွဲတစ်ဖက်မှာ6စတွေရှိရတယ်ဆိုတော့မတူဘူးလဲနိုင်တော့လဲကြပေါ့ထွက်ခရင် ငါးတိထွက်ခဲ့လည်း၄000မကုန်ပဲမထွက်ဘောင်းထွက်ခဲ့ရင်၄000မကောက်ရရမယ်မထွက်ခဲ့ရင်၄000ရှုံးမယ်တကယ်ကြည့်တော့အားလုံးကန်ကောင်းကြပါစေမင်းကတော့ငါးတိတုံးပါနော်ပြောခဲ့မယ်နော်ဒီ၄ချိန်မှာအော်ခွက်ကငါးမှာပါပဲလုံးဝကိုမထုတ်တင်ပါဘူးနော်တကယ်ကြည့်တော့အားလုံးကန်ကောင်းကြပါစေတကယ်ကြည့်များနော်